ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ခလေးရောလူကြီးပါအချိုက်တွေ့စေမယ်ချက်ဥပေါင်းလေးအိမ်မှာလွယ်ပေါင်းစားဖြစ်ပါတယ်ဖြိုအားဒီချက်ဥပေါင်းလေးနဲ့တွဲစားရင်အရန်လိုက်ဖက်တဲ့ seafood ချင်ရင်စက်နေလေးပါလောက်ကြထားပါတယ်ချက်ဥပေါင်းပြုလုံးရန်တွဲဖြိုအားချက်ဥရှစ်လုံးကိုတုံထားပါတယ်ဒါဆိုလို့ရှိရင်တော့ဖြိုအားရေဆေးသက်စင်ထားတာပေါ့နော် အရင်ဦးဆုံးဖြိုးလို့ရေးဆေးတန့်စင်ထားတဲ့ချက်ဥရွက်ဒီအထိတ်လေးကိုပေါ့နော်အပေါက်တသေးလေးတွေဖောက်ထားပေးလိုက်ပါမယ်ရှင်ပေါက်လေးဖောက်ပြီးတာနဲ့ဒီဒုတ်လေးနဲ့ချက်ဥရဲ့အနှစ်လေးကွဲသွားအောင်ပေါ့နော်ခုလိုမျိုးလေးမှွင့်ထားပေးလိုက်ပါတယ်ပြီးရင်တော့ခွက်လေးတစ်လုံးထဲကိုလောင်းထည့်ပေးထားလိုက်ပါမယ်ဒီချက်ဥရဲ့အနှစ်လေးကိုပေါ့နော်ချက်နေတဲ့ဟာလေးတွေကိုလည်းခဏငါတိုင်ပဲအပေါက်လေးဖောက်ပြီးတော့ချက်ဥအနှစ်လေးကိုခွက်လေးထဲကိုလောင်းထည့်ပေးထားလိုက်ပါတယ်ဒီနေရာမှာဒီချက်ဥခွန်လေးကိုထည့်ပြီးတော့ပေါ့နော်ပြန်ပေါင်းရင်အလုတ်ရှုပ်မှကြောက်ရင်ဖြိုးခွက်လေးနဲ့ပေါက်ပေးမယ်ဆိုလည်းရပါတယ်ရှင် ပြီးရင်တော့ဖြိုးတို့ရတာဆက်ထားပေးလိုက်ပါမယ်နော်သူ့ရဲ့ဖြိုးကအသားမုံနေငယ်ပြီးတော့စားလေးနေငယ်နဲ့ပဲငတ်ဖြတ်ရဲ့အထိဖုံစင်နေငယ်ကိုထည့်ပေးလိုက်ပါတယ်နောက်ဆုံးကြမှာခရုတ်ကုံမှုကိုခက်ညားလေးအုပ်ပြီးတော့ဖြူဝါသမတော်အောင်ပေါ့နော်ဝေသွားပေးလိုက်ပါရှင်။ဒီကျုပ်ပေါင်းရဆိုလို့ရှိရင်ဖြူတို့ခရုတ်ကုံမှုလေးပါမှသာအနဲ့လေးမှုပြီးတော့ပူစားကောင်းမှာဖြစ်ပါတယ်။ ဒီကျောက်ပေါင်းလျောက်ဆိုလို့ရှိရင်ဖြူတော်ဘွဲချနေတဲ့သူတွေအတွက်လည်းအရန်ဆင်ပြေတယ်လို့ကလေးလေးတွေကိုလှုပ်ကြည့်မယ်ဆိုလည်းအရန်ဆင်ပြေတဲ့တရေစားလေးတစ်မျိုးပါကဲဖြူတော်ခောက်သွားလိုက်တာအားလုံးလည်းနှက်သွားပြီဆိုလို့ရှိရင်တော့ခနာကအပေါက်လေးဖောက်ထားတယ်ကျောက်ကထဲကိုပဲခုလိုမျိုးလေးကျောက်ရဲ့အနှစ်လေးကိုလောင်းထည့်ပေးထားလိုက်ပါမယ်ဖြူကတော့ဒီအပြည့်မဟုတ်ပဲနဲ့ပေါ့နော်တဝက်နဲ့နဲ့ကြော်တဲ့နေထားလို့ထိပဲလောင်းထိုက်ပေးထားလိုက်ပါရရှင်မဟုတ်ရင်သူချက်သွားတဲ့ချိန်မှာတအားကြီးရှက်ထွက်သွားတတ်တယ်ပေါ့နော်အဲ့ဒီအတွက်ဖြူကတဝက်ကြော်ကြော်လို့ထိပဲချက်ဥရဲ့အနှစ်လေးကိုထည့်ထားတာဖြစ်ပါရရှင် ပြီးရင်တော့ပေါင်းမဲ့ခွက်လေးထဲကိုစီစီရီလေးထည့်ပြီးလို့ရှိရင်တော့အဖုံးလေးအုပ်ပြီးတော့နာရွက်လောက်ပေါင်းသွားပေးလိုက်ပါမယ်နော်မေးအလဲလဲနေထားလေးနဲ့ပေါ့နော်ပေါင်းထားတဲ့ချိန်မှာဆိုလို့ရှိရင်လည်းဖြူတို့မကြခနာအဖုံးလေးကိုဖွင့်ပေးရမှာဖြစ်ပါတယ်ရှင် ချက်ဥကိုပေါင်းထားရင်းနဲ့ချက်ဥပေါင်းလင်းနဲ့တွဲစားမယ်အချိန်ရင်လေးလာဆက်ပြလိုက်ပါတယ်အရင်ဦးဆုံးဖြူတို့ချိန်မဲ့ဆက်ထဲကိုချက်တို့ဖြူထဲမယ်ပြီးတော့မြုပ်သီးကိုကိုအဆက်စားနေတဲ့လောက်ထည့်ပြလိုက်မယ်ပြီးတော့နာနေပင်လေးတစ်ပင်စာလောက်ကိုထည့်ပြလို့ရှိရင်တော့သံမြတ်တီးတစ်လုံးစာလောက်ကိုညှက်ထည့်ပေးထားလိုက်ပါမယ်နော်ပြီးရင်တော့ငယ်ပြာရည်ကိုဖြူတို့ကိုလိုအပ်သလောက်ထည့်ပေးလိုက်ပါမယ် ရတာအတွက်ကတော့အကြာနှိမ်ငယ်အသားမုံနှိမ်ငယ်နဲ့အချုံမုံလေးနှိမ်ငယ်ကိုထည့်ပေးလိုက်ပါတယ်ပြီးရင်တော့ရေနှိမ်ငယ်ကိုထည့်ပြီးတော့အားလုံးကိုညှက်သွားအောင်ပေါ့နော်ဖြူတို့ချိန်သွားပေးလိုက်ပါမယ်ရှင်ဒါကတော့ဖြူတို့ဒီတိုက်စားလိုက်ရတယ်ပေါ့နော်ဖြူကဒီတိုက်စားရင်ဤတက်တာဖြစ်တဲ့အတွက်ဒီချိန်လေးနဲ့တွဲစားဖြစ်ပါတယ်ရှင်ချိန်သွားလိုက်တာအားလုံးညှက်သွားပြီဆိုလို့ရှိရင်တော့ရတာပေါ့ငယ်ကိုမြစ်ချပေးလိုက်ပါမယ်ဖြူကတော့သူ့ရဲ့ကိုတကြားလေးနှိမ်ငယ်နဲ့တံပြားလေးနှိမ်ငယ်ကိုထပ်ထည့်ပေးထားပါတယ်ရှင် ကဲရတာလည်းလုံအောင်ဆက်ပြည့်တယ်ဆိုလို့ရှိရင်တော့ဖြူတို့ရဲ့အချိန်လေးရတော့ရပါပြီအချိန်လေးရပြီဆိုလို့ရှိရင်တော့ဖြူတို့ပေါင်းထားတဲ့ချက်ဥကိုလာကြည့်ပေးလိုက်ပါမယ်ချက်ဥလေးရတလုံးလောက်တော့ဒီမှာမောက်ကျသွားတယ်ပေါ့နော်ဂျန်တဲ့ဟာလေးတွေကတော့အဆင်ပြေပါတယ်ချက်ဥပေါင်းလေးတွေကလည်းအားလုံးလည်းကြက်နေပြီဆိုလို့ရှိရင်တော့သူ့ကိုပြင်ထုတ်ပြီးတော့အခွန်လေးတွေနှွာထားပေးလိုက်ပါမယ်ချက်ဥကိုဒီလိုမျိုးလေးတော့တစ်ခါမှမပေါင်းစားဖြစ်ဘူးပေါ့နော်ဒီတစ်ခါပထမဆုံးပေါင်းစားဖြစ်ကြလေးပါသူရဲ့ရတာလေးကအဲ့လောက်ကောင်းမှလို့တော့မထင်ဘူးပေါ့နော်စားလို့အရင်ကောင်းပါတယ်ရှင်ဒီချက်ဥပေါင်းလေးရဆိုလို့ရှိရင်ကဲပြီးရင်တော့သူ့ကိုနှစ်ချက် ဲ့ချက်ပြီးလို့ရှိရင်ဖြူတို့ခဏကဆက်ထားတဲ့ဆီဖုချေရင် sauce လေးနဲ့တွဲစားနိုင်ပါပြီရှင်။ကဲခုဆိုလို့ရှိရင်တော့လွယ်ကူရူရှင်ပြီးတော့ကလေးလူကြီးမြွေစားလို့ရတဲ့ဖြူတို့ရဲ့ချက်ဥပေါင်းလေးရတော့စားဖို့ဆက်သဖြစ်နေပါပြီရှင်။စားလို့လိုက်ကောင်းပြီးတော့လုံနေလေးရလဲလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆက်ပြေမလို့ပြောင်းလဲပါရရှင်။ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲနော်။ဒါဆိုဖြူနဲ့ဝေတက်တင်မှာပြန်ဆိုကြမယ်နော်။အားလုံးဘိုင်။